ဆီယမန်နူရီအင်းမရေးတာတော့နမ်းမာလာမောင်ရဲ့မွေးတယ်ရှင်ခိုင်စပယ်ဆောင်ရှိတောက်ချာနေညနေ9နာရီသွားရုံလီမောင်မိတာအဆောင်ပေါ်တက်တော့မယ်ခဏလေးပါမိတာရဲ့9နာရီတော့မခွဲသေးပါဘူးဟုတ်ဘူးလေကွာမောင်ကလည်းဒီမှာမိတာရေးလည်းမချွရသေးဘူးအဝင်စားလည်းမထည့်ရသေးဘူးတောက်ချာနေလာတော့မှာ ဟင်းအင်းကွာ7မိနစ်7မိနစ်နောက်ထပ်7မိနစ်မိတာနေရအောင်မယ်6နိုင်ထုံးမလာမှာကိုများခုမှအစောကြီးရှိသေးတယ်ခက်လိုက်တဲ့မောင်ရဲ့မိတာပါများတက်နိုင်အောင်ပါလဲမိတာလက်ကို အတင်းဆုပ်ထားတဲ့မောင်မျက်နာကိုမိတာကြည့်ရင်တပြင်းမဲ့ချရတော့တယ်တနေကုန်ကလက်လစ်ပြီးရှောင်းလေရတာတော့မဝသေးဘူးလားမောင်ရဲ့လို့မိတာမမေ့ရတော့ပါဘူး မိတာလည်းမောင်းလို့ပဲခံစားနေရလို့ပေါ့ခနာလေးဖြစ်ဖြစ်မောင်းနဲ့နေချင်သေးလို့ပေါ့တောက်ချာနေကိုမောင်းမုန်းနေကွာဘရော့မြမမောင်းတို့နေအောင်စနေတနင်္ဂနွေတွေကိုရှောက်လဲရမှာပါလေသူများတွေဆိုအိုးမောင်းကလည်းကွာမကြတော့ပါဘူးတနစ်ပဲလူတော့တာဥစ္စာမိတာတို့ဂျန်နေရက်တွေလည်းတွေ့နေရတာနဲ့မကောင်းမှုလေမောင်ရဲ့ သူတို့ကမိတာကို အားလုံးတောင်းဝင်ယူထားတော့မိတာမျက်နှာချက်ချင်းညှို့ကြပြီးနေရီဝိုင်းမြန်တော့လဲမောင်ခမရတနာစီဟာအေးပါကွာဟုတ်ပါတယ်မိတာကိုမမခွဲနိုင်လို့ပါစနေတနင်္ဂနွေနေ့ရက်လုံးကတယောက်တည်းသိရောက်နာမိတာရဘယ်သွားပြီးဘယ်လာရမှန်းလည်းမသိဘူးရုတ်တရက်မိတာဆော့အပ်တယ်လို့ဖြစ်ပြီးပြမပြောနိုင်မဲ့အပြစ်ကိစ္စနဲ့ မောင်မျက်လုံးတွေကို မိတာဝမ်းမန်းတနေကြည့်မိသည်မောင်မိတာရဲ့မောင်ကဲသွားတော့မျက်ရည်လေးကလေးကလေးနဲ့ဟွန်းတော်ချာခုနေဦးလေးကြီးလာခေါ်ရတဲ့တူးနေမှာတူတူမကိုနှိမ့်ဆက်နေရသလားဆိုပြီးကိုကိုရိုက်ခန့်ထိနေအောင်မယ်တော်ပါတော့မောင်ရဲ့တော်ပါတော့ကြားလူဆဲဆဲမျက်ရည်ကိုမိတာတိမ်ပြီးမျက်နှာကိုပြင်လို့မိတာကိုနောက်ပြောင်ဆဲတက်တာစီတဲ့ မောင်းလက်တွေကိုဖြင်းညှစ်နှုတ်ဆက်လိုက်တယ်။တနင်္လာနေဆောင်နေတော်မှာမောင်းကမီတာအချစ်ဆုံးလက်ခနဲမီတာအဆောင်မော်ကိုပြေးတက်ခဲ့တယ်။မောင်းမီတာကိုနောက်ကနေငေးကြည့်နေလိမ့်မယ်။အခန်းတကားကိုအမြန်ဖွင့်ဝင်ရင်စပွဲတင်နိုင်လေးကိုလှမ်းကြည့်မိတယ်။၅နိုင်ခွဲပြီးပြီ။အိမ်ရပါကိုပြစ်လဲပြီးမောင်ကိုတားလို့နေစီမရတော့ပါဘူးမောင်ရဲ့။ကြားကျင်နေတဲ့မျက်ရည်တွေကိုရင်းနဲ့အတူ ရောချိုးပြစ်လိုက်တယ်။ခေါင်းလျှော်ပြစ်လိုက်တယ်။မောင်းကြိုက်တယ်ဆိုရက်တရုတ်သား D3 ခေါင်းလျှော်ရေးများများနဲ့လေ။ညနာကိုမှုေးသေးနေအောင်လေဘင်းနဲ့ညွက်လေးတွေမှုေးသေးအောင်မိတ်ကပ်ပပကိုအနှံ့အပြားပုတ်လိမ့်လိုက်။ကတဲ့အောက်ကတက်တာဆွဲထုတ်လိုက်။ရထောင်တစ်ဖြည်းဖြည်းခတ်လိုက်နိုင်ရင်ကြီးလိုက်နဲ့လုံနေတဲ့မိသားကိုခရီးသွားနေတဲ့ဇာလီးသားရှိရင်တော့တပတ်ကလေးမော်ကနေအင်းဒုက္ခဒုက္ခလို့ ညင်ညူပေးလိမ့်မယ်။ခြိုင်လေးလည်းနှက်ဖြန်ပြန်လာ။နှက်ဖြန်တော့တော့ပြန်ရောက်လိမ့်မယ်ထင်တယ်။ဒီတခါတုံးရက်တဲလို့ပြောသွားတာပဲ။ခရီးဆောင်အိတ်အသေးလေးတွေကိုအင်ကြီးနှဆောင်ထက်မိတ်ကပ်ပေါင်နာနှခမ်းနေဖို့ထက်သွားထိုက်စေတဲ့ပုတ်တန်ထက်လိုအပ်တဲ့တခြားပစ္စည်းလေးတွေရောအားလုံးထည့်ပြီးအိတ်စက်ကိုပိတ်ဆွဲပိတ်လိုက်တဲ့အခါမှာတော့အဆောင်အောက်ကနားရင်နေတဲ့ကောင်းဟွန်းနံကိုမိထားကြရတယ်တဆက်ထဲမှာပဲ တထာရီဥလိမ့်လာပြီလာပြီလာပြီခဏလေးဥလိမ့်လာပြီတဲ့တကူလုံးမွေးဆိုင်သင်းပြန့်နေတဲ့မိတာမှန်နှဲကိုနောက်ဆုံးအနေနဲ့ကြည့်လိုက်တယ်မိတ်ကပ်ပါပါနှခမ်းရဲရဲနဲ့စကူးနှစ်အရွယ်မိမချောလေးတယောက်ကကြောက်စိမ့်နှဆွဲရှိရှိလေးကိုခါရမ်းပြီးမိတာကိုပြန်ကြည့်နေတယ်မောင်ချစ်တဲ့တတဝင်းဆိုတဲ့ကောင်မလေးရဲ့လူတကာငဲကြည့်ရတဲ့အလှနောက်ပြီးတော့ဘယ်လိုပြောမလဲ မိတာနဲ့မောင်ဘဝကိုအစင်တီချောမောစေမဲ့အလားအဖိုးထံအဆောင်ရောင်အပြင်စင်တွေနဲ့တကူလုံးစိမ့်များနေတဲ့မိတာကိုအဆောင်ရှိမှရက်စကားပြောနေတဲ့လူတွေအကုန်လုံးကဝိုင်းကြည့်နေကြတယ်အားချတဲ့အချီတွေမနာလိုတဲ့အချီတွေဟဲဟဲအချီခံရတဲ့မိတာချီနူးလိုက်ပါမယ်လေကားတကားကိုမိတာဆွဲဖွင့်ပြီးဝင်ထိုင်လိုက်တာနဲ့ကားလက်ကန်ရဲ့နောက်မှာခက်တီတီကြီးထိုင်နေတဲ့မိတာတို့ အဆောင်ပိုင်းရှင်ကစပြီးမိတာတငယ်ချင်းတွေအထိအားလုံးရှိညာတဲ့ထိတ်ပြောင်ပြောင်ပိုက်ရွှဲရွှဲအသားမဲမဲမိတာရဲ့ဦးလေးကကားကိုချက်ချင်းထွက်တယ်မိတာကကောက်ကုတ်လေးဦးလေးကိုကြောက်ရွံ့ရွံ့သေးတဲ့ပုံစံကအဖြစ်ကားကမညီမညာမြင်းဒီလမ်းကလေးထဲမှာတလိမ့်လိမ့်တလူလူလောက်ခါနေသလိုမိတာရင်ထဲမှာလဲထုံးစံအတိုင်းထိတ်ခနဲလောက်ခါရပြန်ပြီး ညီနီလန်းအထွက်ကားလမ်းမကြီးအရောက်ကားခွေးကိုစောင့်နေရတဲ့နေရာမှာဟောဟိုမှာပြောမရတဲ့မိတာရဲ့မှာတစ်ပေအကွယ်မှာမိတာရင်တွေကိုတဆစ်ဆစ်နာလာစေတဲ့မောက်မူပိုင်အချိန်နဲ့ပြီးတော့မိတာသာအထိပ္ပယ်ဖော်ရနိုင်တဲ့အတန်တဲ့နီးနဲ့မိတာကိုလွမ်းတယ်ဦးလေးကြီးကိုမုံနေတယ်လေမောင်ရဲ့မောင်လိုတော့မမောမမဲမိတာမချစ်ပါဘူးဒါပေမဲ့မောင်ရဲ့မချစ်တော့လဲမိတာအောက်ငါနမ်းမယ် မူကနေကားခွေပြီးလမ်းမကြီးပေါ်မှာညာကလေးတစ်စင်းလိုဖြင်းနေတော့မှာပဲမိတာရဲ့ဦးလင်းဆိုသူကိုအလားဆုံးပြုံးနေမိတာနှောက်ဆက်လိုက်တယ်။နေကောင်းရဲ့လားကိုကိုတတလှရဲ့လားဟင်အမတ်စနစ်အိစိတ်ငြိမ်ရက်ွက်ညဆဲနိုင်ကိုကိုသွားမယ်နော်တတမနက်9နာရီလောက်ရောက်မယ်ဟုတ်လားတတဆောင်နေမှာပေါ့ မိတာကိုနှုတ်ဆက်အနန်းနန်းနဲ့သူပစ္စကအရက်နဲ့မိတာပါမှာဆွဲထိန်ချမ်းရစ်တယ်။သူအခန်းထဲကထွက်သွားတဲ့အတန်တကားပြန်ဖိတ်တဲ့ကားဆက်လို့တဲ့အားလုံးကိုမိတာမျက်လုံးမိထားရင်ကနားထောင်နေမိတယ်။ခဏနေတော့အားလုံး